ဆိုဖမ်နီများအားလုံးပဲမင်္ဂလာပါရှင်။ရွှေတတလေးချင်းစင်လေးရဲ့ content 3 day 3ကနေအနီတို့ဆိုဖမ်နီများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ကုစားချင်းဆိုင်ရာလုပ်ငန်းစဉ်တွေမှာ inner child healing ကိုအနီတို့တွေလှုပ်ဆောင်ကြပါမယ်။ inner child embracing လို့ခေါ်တဲ့မိမိတို့ရဲ့ခန္ဓာကိုယ်လေးကမိမိတို့ရဲ့ကလေးပုံစံကလေးကိုဒီကနေ့မှထွေးပွေပေးပြီးတော့ကုစားပေးကြမယ်။ အင်းရချိုင်းဆိုတာဟာလူသားရဲ့ယင်းလေးကဘယ်တော့မှအသက်ကြီးမသွားတဲ့ကလေးလေးတယောက်ဖြစ်ပါတယ်။ကိုယ့်ရဲ့ငယ်ဘဝပုံရိပ်ကလေးဖြစ်ပါတယ်။လူတိုင်းမှာအင်းရချိုင်းလေးရှိကြတယ်။ဘာကြောင့်လဲဆိုရင်အနီတို့လူသားတွေဟာယခုဘဝမှာဘဝရဲ့ပထမဦးဆုံးဆိုတဲ့အတွေ့အကြုံလေးကိုအင်းရချိုင်းဘဝမှာရခဲ့ကြတဲ့အတွက်ဖြစ်ပါတယ်။ ိမိတို့ဘဝရဲ့ပထမဦးဆုံးစိတ်ဒဏ်ရာတွေခံစားချက်တွေကောင်းခြင်းဆိုးခြင်းတွေကိုအင်းနှဆိုင်အချိန်မှာအနီတို့တွေကရခဲ့ကြတယ်။ဒါကြောင့်အင်းသားချရဲ့မှတ်ဉာဏ်တွေဟာ core memory တွေလိုပဲအရေးကြီးတဲ့မှတ်ဉာဏ် data တွေအဖြစ်မိမိတို့ရဲ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းမှာနှဆိုင်စွာ ရှိနေတယ်။ ်အသက်ကြီးပြင်းလာတဲ့အခါမှာအဲ့ဒီအချိန်တုန်းကရခဲ့တဲ့ခိုးမမ်မိုရီတွေပေါ်မူတည်ပြီးတော့လူတွေဟာ ရှေ့လျှောက် ကိုယ့်ရဲ့ဘဝကိုဆက်လက်ပုံဖော်သွားကြတယ်ရွေးချယ်မှုတွေကိုလုပ်သွားကြတယ်ဒါကြောင့်လူတယောက်ဟာ သူ့ရဲ့ရှေ့အနာဂတ်မှာဘယ်လိုလူတယောက်အဖြစ်နဲ့ရှင်သန်လာမလဲဆိုတာကိုကိုယ့်ရဲ့ inner child အချိန်က ဆုံးဖြတ်ပေးပြီးသားဖြစ်နေပါတယ် ဒါကြောင့်မို့အန်နီတို့တွေဟာကိုယ့်ရဲ့အနာဂတ်ဘဝကိုပြောင်းလဲကျင်နေဆိုရင်ကိုယ့်ရဲ့ inner child လေးကိုစပြီးတော့ကုစားပေးခြင်းကနေလှုပ်ဆောင်ကြရတယ်။အန်နီတို့အခုကိုကိုကိုမြင်တဲ့အမြင်တွေတွေးနေတဲ့အရာတွေခံစားနေတဲ့ခံစားချက်တွေအားလုံးဟာ inner child လေးရဲ့မှတ်ဉာဏ်ဒေတာတွေကစဉ်သက်ပုံဖော်ပေးတာဖြစ်ပါတယ်။အန်နီတို့တွေဟာအနည်းနဲ့အများဆိုသလို ကိုယ့်ရဲ့အင်းနွမ်းချိုင်းလေးကစိတ်တန်ရာတွေကိုတည်ဆောင်ထားတတ်ကြတယ်။ကံကောင်းမှုတွေနဲ့အစဉ်ပြေစွာကြီးပြင်းလာခဲ့တဲ့မိသားစုကဖြစ်စေ၊ကံမကောင်းမှုတွေနဲ့ဆင်းရဲစွာ ရုန်းကန်လာရတဲ့မိသားစုကဖြစ်စေ။အင်းနွမ်းချိုင်းလေးတွေဟာတယောက်နဲ့တယောက်တရားအသိဉာဏ်ချင်းမတူကြပေမဲ့လို့အနီတို့တွေမှာကုစားစရာ wants တွေတော့ရှိတတ်ကြပါရဲ့။ဒါကြောင့်ဒီကနေ့မှအနီတို့ရိ inner child ကိုထွေးပွေးကြမယ်။ ကိုကိုကိုဟက်လောက်ကြမီကိုကိုကိုထွေးပွေးပြီးတော့ဘလောက်ချစ်ကြကိုကိုကိုခွင့်လွတ်ကြကိုရဲ့အမားတွေကိုလက်ခံကြကိုမလုံနိုင်တာတွေကိုလုံနိုင်မီလို့ယုံကြည်ကြကိုလုံနိုင်ခဲ့တဲ့အရာတွေအတွက်လည်းဂုဏ်ယူကြကိုအတွက်ကိုအမြဲတမ်းရှိနေကြတငယ်ချင်းတယောက်အနေနဲ့ကိုရဲ့အင်းရဲ့ချိုင်းလေးကိုအားပေးကြမီထွေးပွေးကြမီ အနီရိုးရဲ့ secret workbook စာအုပ်ကလေးရဲ့စာမျက်နှာ62မှာ inner child embracing ဆိုတဲ့ခေါင်းစဉ်လေးတွေ့ပါလိမ့်မယ်ကိုယ့်ရဲ့ inner child လေးစီကိုစာလေးတစ်စာရေးကြမယ်ဒီစာလေးကိုရေးတဲ့အခါမှာချစ်ရသောငါရေသို့မဟုတ်ချစ်ရသောဘသူဆိုပြီးတော့ကိုယ့်ရဲ့နာမည်လေးနဲ့အစချီပြီးတော့ရေးကြမယ်နော် ရေးပြီးတော့ညီတို့ကိုကိုကိုချစ်တဲ့အချက်ကလေးတွေကိုယ့်ရဲ့ inner child ကိုအမြတ်တနိုးပြောချင်တဲ့စကားလေးတွေကိုယ့်ရဲ့ငယ်စဉ်ဘဝကရခဲ့ဘူးတွေစိတ်ဓာတ်ရမှတ်ဉာဏ်တွေကိုပြန်စဉ်းစားကြည့်ပြီးတော့အဲ့ဒီမှတ်ဉာဏ်တွေကိုအညီတို့ဟာလူကြီးတယောက်အနေနဲ့ကိုကိုကိုပြန်ပြီးတော့ကူစားပေးကြမယ်။ငငယ်တုန်းကအညီတို့တခြားသူများစီကအထူးသဖြင့်မိဘတွေစီကရခဲ့တဲ့စိတ်ဓာတ်ရတွေကိုလည်းအညီတို့ဟာလူကြီးတယောက်ရဲ့ပုံစံနဲ့ကိုကိုကိုပြန်ပြီးတော့ထွေးပွေကြမယ်။ ဒီတော့အန်ဒီတို့တွေကိုကိုကိုစာလေးတစ်စောင်းရေးလိုက်ကြရအောင်ပါကိုကိုကိုစာလေးရေးပြီးပြီဆိုရင်တော့အန်ဒီတို့တွေကိုရဲ့ inner child လေးကိုထွေးပွေးတဲ့ meditation practice လေးကိုစတင်ကြပါမယ် inner child လေးနဲ့ဆက်သွယ်ဖို့ဆိုတာဟာပထမအစပိုင်းမှာတော့ခက်ခဲနေပါလိမ့်မယ်အနီတို့လူတိုင်းလူတိုင်းဟာကိုယ့်ရဲ့ခလေးဘဝပုံရိပ်ကလေးနဲ့အဆက်အသွယ်ပြတ်သွားကြတယ် အဓိကကတော့အညီတို့တွေကဆဲချော်တက်တည်ဖြစ်လာတဲ့အခါမှာကိုယ့်ရင်တွေကခန်းစားချက်တွေကိုတတိပြုမိလာတယ်။အဲ့ဒီအချိန်မှာအညီတို့မကျေနပ်ခြင်းနဲ့အမုန်းတရားတွေရန်ညှိုးတွေအနှောင်ဖွဲ့တွေရှိလာတတ်တယ်။ အဲ့ဒီကခံစားချက် overwhelming feelings တွေဟာကိုယ့်ရဲ့ inner child နဲ့အဆက်အသွယ်ပြတ်သွားစေတဲ့အတွက်မိမိတို့ဟာ teen ဘဝကိုကျော်လွန်ပြီးတော့ adult ဆိုတဲ့လူကြီးတယောက်ဖြစ်လာတဲ့အခါမှာ inner child နဲ့ကိုယ်နဲ့ကြားက connection ဟာလုံးဝပြတ်တောက်သွားတာဖြစ်ပါတယ်ဒါကြောင့်အနီရူတွေဟာ inner child healing embracing လုပ်ကြပြီဟေးဆိုရင်အချိန်တစ်ခုကိုကိုကိုစိတ်ရှည်စွာပေးရပါတယ် တချို့ချိန်ဒီမှာညီတို့က inner child healing လုပ်တယ်ကိုယ့်ရဲ့ကလေးပုံစံလေးကိုလည်းမမြင်ရဘူးကိုကိုကိုလည်းဘလို့မဆက်တွယ်လို့မရဘူးဆိုပြီးတော့အစာပိုင်းမှာ ဖြစ်တတ်ကြပါတယ်စိတ်ပြအာရုံချင်းမရှိပါနဲ့ကိုယ့်ရဲ့ inner child လေးကိုကိုဟာကလေးလေးတယောက်ကိုဆက်ဆံတယ်လို့မျိုးချစ်ချင်းမြတ်တာရင်းနဲ့စိတ်ရှည်စွာနဲ့ဆက်တွယ်လေသူကလေအနေရိုးစီကို ပြန်ပြီးတော့မှဆက်တွယ်လာပါလိမ့်မယ် အနီတို့စိတ်ကလေးတွေရှင်းလိုက်ကြမေကိုရဲ့အာယုံလေးတွေကိုခဏလေးရှုသွင်းရှုထုတ်ဝင်တက်ထွက်တမှာအာယုံလေးခဏလေးတရေပြူလိုက်ကြရအောင်ပါနော်ကိုရဲ့အာယုံထဲမှာတခြားအရာတွေအလုံးကိုမိထားပြီးတော့ငါရှုသွင်းနေတယ်ငါရှုထုတ်နေတယ်အဲ့ဒီပုံမှာပဲအာယုံလေးပြူထားကြပါမယ် နီတို့တွေကိုယ့်ရဲ့ inner child လေးနဲ့ပြန်ပြီးတော့ဆက်သွယ်ကြရအောင်ပါကိုယ့်ရဲ့ကလေးဘဝကပုံစံကလေးကိုပြန်စဉ်းစားကြည့်ပါငါကလေးလေးတုန်းကဘယ်လိုပုံစံလေးဖြစ်ခဲ့တာလဲကိုယ့်ရဲ့ကလေးဘဝတုန်းကမျက်ညံလေးတွေကိုကိုကိုအရင်ဆုံးအနီတို့ပြန်ရှာကြည့်ရအောင်ဒါဟာ inner child နဲ့ဆက်သွယ်တဲ့အစ်စ်မဟုတ်သေးပါဘူးနော်ကိုကိုကိုပြန်ပြီးတော့ရှာဖွေတဲ့အစ်စ်ပဲရှိပါသေးတယ် ကိုဒီကိုရဲ့ကလေးဘဝတော့ကပုံစံကလေးကို ပြန်ပုံဖော်ဖို့ခက်ခဲနေတယ်ဆိုရင်ဓာတ်ပုံကလေးကိုကြည်ချင်းအပြင်လည်းအကူအညီယူလို့ရပါတယ်ကိုရဲ့ကလေးလေးတော့ကဓာတ်ပုံလေးတွေကိုအနီတို့ပြန်ရှာဖွေပြီးတော့ဓာတ်ပုံလေးကိုကြည်ရင်လည်းရပါတယ် inner child healing လောက်ဆောင်ဖို့ရဲ့အနီတို့ soul family များကတော့ဒီလိုမျိုးကိုယ့်ရဲ့ကလေးပုံစံလေးကိုပြန်စဉ်းစားရင်းနဲ့ကိုယ့်ရဲ့ inner child လေးနဲ့တွေ့ဆုံရပါလိမ့်မယ်။ inner child လေးနဲ့တွေ့ဆုံရပြီဆိုရင် အနီတို့တွေဟာသူ့ကိုပြောချင်တဲ့စကားတွေပြောရအောင် အတန်ထွက်ပြီးတော့ပြောပြပါတူတူလေးပဲဖြစ်ဖြစ်ရေရွတ်ပြပါငါကမင်းကိုဘလောက်ချစ်တယ်မင်းကဘလောက်တော်တဲ့လူတယောက်အဖြစ်နဲ့ကြီးပြင်းလာတယ်မင်းကဘာရီကိုလုံနိုင်စွမ်းနေရှိနေတယ်အခုအချိန်မှာဘလို့မျိုးစမ်းမှာစက်ခိုင်စွာအသက်ရှင်တန်နေတယ်စာတီပြေအနီတို့တွေဟာကိုယ့်ရဲ့ inner child လေးကိုစကားလေးတွေပြောပြပါ ကိုယ့်ရဲ့ inner child လေးဟာလေကိုကိုပြန်ပြီးတော့စကားလေးတွေပြောလာတာကိုတတိလေးပြုကြည့်ပါ အင်ရထိုင်းလေးကပြောတဲ့စကားလေးတွေကိုကိုယ့်ရဲ့ intuition ကကြားရတဲ့ soul family များတွေရှိနိုင်တယ်လို့ကိုယ့်ရဲ့ inner child လေးကကိုနဲ့မစုံတွဲခြင်းမူကိုကိုစကားမပြောခြင်းမူကိုကိုသောသားထွက်နေတယ်ဆိုတဲ့အရေးရောက်လေးတွေမြင်ရတဲ့ soul family များလည်းရှိပါလိမ့်မယ်။ inner child healing လုပ်ပြီးဆိုရင်ဒါရီဟာပုံမှန်ပါပဲ။ကိုယ့်ရဲ့ inner child နဲ့ပြန်လည်ဆက်သွယ်ဖို့ဆိုရင်အနီရိုးတွေဟာစိတ်ရှိကြရတယ်။ healing နေထဲမှာစိတ်အရှိရဆုံး healing ကိုပြောပါဆိုရင် inner child embracing လုပ်ငန်းစဉ်ကထိဆုံးကပါဝင်နေပါတယ်။ဒါကြောင့်ဒီနေ့မှာစိတ်ကလေး short ထားမယ်။အတ္တနာရီဆုံးအညီတို့ကိုယ့်ရဲ့ inner child နဲ့ဆက်တွေ့ကြည့်ကြမယ်။ကိုယ့်ရဲ့ inner child လေးကကိုယ့်ကိုဘာမှမပြောလာဘူးဆိုရင်တောင်မှကိုယ့်ဘက်ကနေသူ့ကို ပြောစရာရှိတဲ့စကားတွေပြောမယ်။ inner child နဲ့အချိန်ဆက်ရှိနေတဲ့အညီတို့ soul family များကတော့ကိုယ့်ရဲ့ inner child လေးကိုထွေးပွေးလိုက်မယ်။ อินเนอร์ชัยดีกับโยริสกาลีรีกูน่าท้องใจอ่ะอ๋อินเนอร์ชัยเอเวอร์ซิงลงเงี้ยสิลีเราสั่งใจอ่ะเอามาเนาะ အနေတို့ရိကိုယ့်ရဲ့အာယုံလေးတွေပစ္စုပန်ကိုပြန်ပြီးတော့ခေါ်လာကြရအောင်ပါရှစ်သွင်းလိုက်မေရှစ်ထုတ်လိုက်မေကိုယ့်ရဲ့ inner child လေးကိုချစ်စွတင်ပေးပါ ဒီကနေ့မှဆုံတွေ့ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကိုယ့်ရဲ့ချစ်ချင်းမေတ္တာတွေကို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 ပြသနိုင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကိုယ့်ရဲ့ကလေးဘဝက core memory တစ်ခုနဲ့ထိတွေ့နိုင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။အနည်းတို့ကိုယ့်ရဲ့နှလုံးသားလေးရှိမှလောက်ကလေးချိလိုက်ပါမယ်။ဒီကနေ့အတွက်ကျေးဇူးတင်မယ်အပြုံးလေးကိုပေးကြမယ်။ကိုကိုကိုထွေးပွေပေးကြမယ်။ဒီနေ့ရဲ့လုပ်ငန်းစဉ်အောင်မြင်သွားပြီဖြစ်ပါတယ်။ မနက်ဖြန်မှာညီတို့တွေပြန်ဆုံကြပါမယ်ဂျေစုတင်ပါတယ်ဂျေစုတင်ပါတယ်ဂျေစုတင်ပါတယ်